ဒီမှာတော့မာကြည့်မာဒီမှာလားဟာမာလားဆရာအာဆရာပြန်ဖြောင်းကြည့်ပါဦးဆရာခရတခါကျွန်တော်တို့ဟိုဟာပေါ့အဖြောင်းပွဲမှာကျွန်တော်တို့ဟိုဟာပြီးအဖြောင်းလေးအပတ်ချမ်းအောင်ကျွန်တော်တို့သွားတော့အဲ့မှာ ဟိုယုံပွဲဆိုတော့လူတိုင်းလာကြည့်ကြတာလीလာကြည့်တော့အောက်လန်းဆရာမပါတာပါတော့နောက်ကျွန်တော်ကွေးတဲ့ချိန်မှာဘလို့မှကွေးလို့မရဘူးအဖေကိုမျိုးကိုလည်းပင့်ထားတယ်ပွဲတွေနဲ့ဒီတန်ချောင်းငါးချောင်းယူဘလို့မှကွေးလို့မရခါတိုင်းဆိုရင်ငါဘလို့ဖြစ်လို့ဖြစ်တာလဲငါကွေးလိုက်လို့ရှင်ဖေးအောင်လို့ပဲပျော့ဆင်းသွားတာစိတ်ထဲမှာတွေးတာပေါ့ဘလို့မှကွေးလို့မရဘူးဆိုတော့ကြည့်လိုက်ဖေးရဲ့တောက်ကဲပါအောင်တောက်ကဲပါအောင်တဘလို့မဟုတ်ဆိုကွေးလို့မရဘူးလူကြီးချစ်ပါအချက်ကွေးတော့မယ်ပေါ့အဲ့လိုကတကယ်ဖြစ်ခဲ့တယ်မျက်ရည်ပါကျခဲ့တယ်ကိုယ်ပါနေစိတ်ထဲမှာ အဲ့လိုပြီးလဲပြီးတော့ချိလိုက်တော့အမဟိုးနောက်မှာစပိန်ကြီးဒီလိုကြီးသူတို့ကဒီလိုဖားလိုက်ချရတယ်ဒီလိုကြီးမျက်နှာကိုမဖော်ဘူးအမအဖေရေနည်းနည်းတားပြပါစေလေအမဥစ္စာဖြစ်လိုက်တာအဲ့ချိန်မှာပြောပြီးတော့အဖေရေတားကိုကုညီပါတားကိုကဲပါငါသာအမဆောင်းလျှောက်တဲ့ချိန်မှာအဖေကဘာလုပ်လိုက်လဲဆိုတော့အမသူ့ကိုရှင်းထုတ်လိုက်တာအမသူ့လုံးဝပြတ်သွားတာပြတ်သွားတယ်ဆိုတော့သူကလည်းထွက်သွားမှပွဲတဲ့ကနေကျွန်တော်မသိလိုက်ဘူးအဲ့ချိန်မှာလုံးဝကိုအောက်ထုတ်ရအောင်ရမန်းနဲ့ဘာဖြစ်တာလဲတဲ့ဒီကျွန်တော်တို့ရဲ့ဇက်စရာမိမပေါ့ခေါင်းလေးအမအမ အမလို့ဒီလိုဒီကြောင်းမယ်လို့ဆိုဟာကံကောင်းလို့ဟာတဲ့။နောက်မပြပါနဲ့လားအမကျွန်တော်ပြောပြီးကျွန်တော်အမှုပညာကိုချစ်လို့ကျွန်တော်ဝင်လာတာ။ကျွန်တော်ပရိသတ်တွေကိုပြနေနေသင်သေးပါပါစေ။တကယ်တော့ဒါမှကျွန်တော်စူးစမ်းပန်းစားပွဲတွေမှာအမြဲတမ်းကျွန်တော်တော်တော်ကြီးဟိုဥစားဖြစ်တယ်။အသက်နဲ့ရင်ပြပြခဲ့တာ။အဲ့မှာကျွန်တော်ဖျောင်းလို့ပဲပျော်ပြီးဆင်းသွားတာ။အဲ့ငါးချောင်းကတကယ်ကျွန်တော်မှအဲ့မှာအဖြောင်ပွဲမှာကျွန်တော်ခံစားလိုက်ရတာ။ဟုတ်အစည်းအဝေးမှာအကိုရဲ့နာမည်လေးနဲ့မိတ်ဆက်ပေးပါဦးဟုတ် ကျွန်တော်ကတော့ရုပ်ရှင်နဲ့ဗီဒီယိုတိကျအောင်လူချမ်းမင်းသားရဲမှန်ပါဟုတ်ကဲ့ပါအခုဒီနေ့ရဲကွေးလေးလာပြတဲ့အကြောင်းလေးပြောပြပါဦးဟုတ်ဆယ်လိုဒီယာဖိတ်ကြားလို့အမှုပညာရေးဖွဲ့တန်ကိုလာတာပါဟုတ်ကဲ့ပါအခုဒါဟိုအခုဆိုရင်မဟုတ်တော့ဒါလူကျန်းတိဆောင်လေးပတ်သက်လို့ရောဘယ်တော့ကြာခဲ့ပြီလဲအခုအဲ့ဒါလေးမျိုးပြောပြဟုတ်ကဲ့ကျွန်တော်2003မှာဝင်တာပါဟုတ်ကဲ့ပါအခုကျွန်တော်အကူကကျွန်တော်ဒီကိုကြီးဆုံးပြီးတဲ့အချိန်မှာကျွန်တော်ကလည်းလူကျန်းတိဆောင်မယ်ဦးလေးကလည်းရဲတီပါလေလူကျန်းတိဆောင်ရဲတီပါဟုတ်သူကဒီလောကကိုခေါ်လာတာကိုကြီးတည်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်ကိုကတော့လူချမ်းတရုတ်ဆောင်ကိုကြော်စွာပေါ့ဟုတ်သူတေွားတော့ကိုကြီးရည်ဒီပါနေပြီးပြန်ပြီးပြန်လက်တွဲခေါ်တာမမေးပါဘူးဒါပေမဲ့ချေးတောင်းပေးခဲ့တာကတော့ကျွန်တော်တို့ရဲ့ဆရာဆွေပေါ့ဟုတ်ကဲ့ဟုတ်ပါပါဒါကိုကိုတိုင်းကလူချမ်းတရုတ်ဆောင်ဆိုတော့ဟိုဒါအရှင်မော်ဒါဟိုလူချမ်းတရုတ်ဆောင်တော်တော်များများအရှင်မဟိုတိုင်းတင်ဘူးရဲ့လူဂျွန်းထိုးဘူးရဲ့လူအဲ့လိုလေးတွေများရဲ့လေကိုကိုတိုင်းရောဒီလူချမ်းတရုတ်ဆောင်မလို့ခင်အရှင်မကဟိုဘယ်လိုလေးရှိမလဲပေါ့ဟုတ်ကဲ့ကျွန်တော်ကဒီရုပ်ရှင်လောကကိုဝင်ခင်တည်းကအဖေက အဲငကိုတွေကတိုင်းဆရာကြီးဆိုတော့တိုင်းတင်ပေးခဲ့တာဟုတ်ကဲ့ကျွန်တော်တိုင်းငကိုလုံးကအဖေနဲ့လိုက်လိုက်သွားလို့ရှင်ပြိုင်ပွဲတွေပါလေဝင်ဘူးခဲ့ပါတယ်ဒါပေမဲ့ဟိုဒုတိယဆုကတော့အများဆုံးရပါဘူးပါတယ်ဟုတ်ဟုတ်ကဲ့ပါဘူးနောက်အခုညီမဒါ YouTube တွေပါတယ်ဒါ Facebook တွေမှာလည်းလို့လေးတက်လာတွေ့တယ်ဟိုဒါအားကြီးထောက်ပြတာတို့ပလင်းပွဲတွေဝါပြတာတို့အဲ့ဒါလေးတွေဟုတ်လားမသိဘူးဟုတ်ပါတယ်ကျွန်တော်လဲကူကနေလောင်ဝန်းအဖွဲ့နဲ့ကျွန်တော်လိုက်ပါတယ်ဇက်ပွဲကြီးပေါ့ဇက်ဇက်ပွဲအကြီးပေါ့အဲသူတို့နဲ့လိုက်တယ် ဟိုဟာမင်းသားအောင်စင်ဟင်းဖွဲ့မှာပေါ့ကျွန်တော်သူကတော့စံမင်းသားအပိုင်းပေါ့ကျွန်တော်ကတော့တက်ဆွမ်းတဲ့ပညာလေးတွေပေါ့ဒီစင်ပေါ်မှာဓာတ်တိုင်းလေးတွေကပြပေးတယ်နောက်ပလင်းခွဲတွေကိုကျွန်တော်အစ်စ်တွေခွဲပြီးတော့နင်းပြတယ်ဟိုဟိုကျွန်တော်တို့ကဖိဖိဖိပြီးအိပ်ပြတာပေါ့လူကိုအပွားနေတက်ခုံကန်းတယ်အဲ့ဒါတွေပဲပါပါတယ်ဟုတ်အဲ့ဆိုဟိုအဲ့စင်မောပြရတဲ့ခါမှာကိုယ်မယုံနဲ့သူတွေအဲ့လိုမျိုးတွေကိုကြုံခဲ့လာပညာလာဆန်းတဲ့လူတွေပါလားဟာရှိတာပေါ့ဗျာကျွန်တော်အဲ့ဒါကိုပြောပြချင်တာဟုတ်ကဲ့ ကျွန်တော်တို့လူချမ်းတွေဆိုအမြင်ရတဲ့ထင်တယ်အာဒါရုပ်ရှင်ရုပ်ရှင်ထဲမှာလို့သူတို့တွေက follow နေတာပါဘာညာဒါပေမဲ့ကျွန်တော်တို့စိတ်မဆိုးရပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့တွေကမသိလို့ပြောခဲ့တာဒါပေမဲ့ပထမတော့ဒေါသတစ်မျိုးဖြစ်တာပေါ့ဒါပေမဲ့အော်သူတို့မသိလို့ပြောမိတာပဲဆိုတော့ကိုစိတ်ပြန့်ဖြေလိုက်တယ်ပြီးတော့ကျွန်တော်ပြောပြတယ်ရောအကိုအကိုတို့မယုံရင်ကြိဆိုပြီးတော့ကျွန်တော်ဒီဓာတ်ဆိုလဲဓာတ်ပေါ့တန်ချောင်းဆိုလဲတန်ချောင်းပေါ့ပလင်းဆိုလဲပလင်းသူတို့ရှိမှခွဲပြတယ်ပြီးရင်အသားကိုချစ်ပြတယ်တကယ်ချစ်ပြတာခိုင်းကြတယ်ဒီမှာလေးဒဏ်ရာလေးဒီမှာဒီမှာဒဏ်ရာလေးကြံခဲ့တယ်သူတို့ပြီးပြတာ ဆက်ကနေဆိုအမသွေးထွက်အားသူတို့အမယုံသွားတယ်အမနင်းပြတယ်အဲ့လိုလေးတွေရှိတာပေါ့ဒါကတော့ခဏပဲပေါ့ဒါမဲ့ကျွန်တော်ဒီစမတွေဒီအင်းတွေထိုးရတာပေါ့ဒီအရက်သေးစားပိုင်းညကြတော့လေကျွန်တော်မတော့ဘူးလေမတော့တော့ဒီကိစ္စကဟိုကံ၅ပါးလောက်လုံချုံမတကယ်လို့တပားဖြောက်ပြရင်တော့မှဒီသူများသားပြုတ်တမီပြုတ်ကအဆိုးဆုံးပဲအဲ့အဲ့ဒါတော့ကျွန်တော်ထိန်တယ်ကျွန်တော်မှဆိုလို့ရှိရင်မိမရဲ့တမီလေးရဲ့ကျွန်တော်ဘဝအတွက်အမှတ်တမ်းပဲပေါ့ဒါမှမဟုတ်ကျွန်တော်ရှောင်းနေပဲနေရာပဲရောက်ကိုစူးစမ်းတယ် ဒါအဲ့ဒါလေးထိန်းရတာပေါ့တခါကျရင်မီးတွေပဲရှိုးပြတာခန္ဓာကိုဟုတ်ခုနကဟိုပြောလို့ဆိုတာကံမဘာလေးထိန်းရဆိုဒီလိုမိုးလေးတွေဟိုလှုပ်ချင်လို့လို့ပေါ့နော်ဟိုဟိုရှင်းမှာဘယ်လောက်ထိစူးစားခဲ့ရလဲနော်တင်ပေးတာကရောဘယ်သူတင်ပေးခဲ့တာလဲဩတင်ပေးတာကကျွန်တော်ကိုအဲအဖေပေါ့အဖေရအဖေရတပည့်ဟိုဆရာရန်နိုင်ဦးပေါ့ကျွန်တော်အဖေရတပည့်သူရအဲကျွန်တော်တင်ပေးခဲ့တယ်ဒီပညာကိုပေါ့တိုင်ချောင်းကွေးတာတွေနောက်ကျတော့ဒီမီးရှို့တာတွေဒီကျွန်တော်တို့ဟိုပါလေရေတိုင်စီတွေကို ထည့်ပြီးတော့မီရှိုတာတွေအဲ့လိုမျိုးလေးတွေပေါ့အဲ့ဒါကိုကျွန်တော်ကတကယ်ထိမ့်ပြီးတော့လုံကြုံစွာလောက်ရတာပေါ့နောက်ကြတော့ကျွန်တော်တို့ကဘာကိုပြင်လဲဆိုတော့ဟိုဖះကိုလေကျွန်တော်တို့ယုံကြည်တာပေါ့ဥထိတ်ထားတယ်နောက်ကြတော့ကိုမျိုးကျွန်တော်တို့ကိုမျိုးလေအဖေကိုမျိုးကိုကျွန်တော်တို့ပြင်ရတယ်လက်ဖက်ကိုဘုံနောက်ကြတော့ပွဲတော်ပွဲပေးတယ်လက်ဖက်ကိုဘုံ အမွေးတိုင်ကိုတိုင်ဖះောင်းတိုင်ကိုတိုင်အဲ့ဒါကတော့ကျွန်တော်တို့ဥထိတ်မှာမြဲနေထားတယ်ပြီးရင်ကျွန်တော်တို့ဒီပြရမယ်ဆိုလို့ချင်းဆင်ရှိကိုကျွန်တော်တို့ဟိုကနှစ်လံလောက်ပေါ့အမှကျိုးတားလိုက်တယ်ဒီတဲ့ကိုတော့ဆုချလို့မရဘူး အပြင်မှာပဲထားအပွဲနာလေးမှာဒါဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပွဲတွေထွက်တဲ့ချိန်မှာအောက်လန်းသမားတွေဆိုတော့ပြောလို့မရဘူးလေကိုလည်းမမြင်ဘူးဒါအောက်လန်းသမားဆိုတော့ကိုလည်းမသိဘူးဒါမှမဟုတ်သူတို့အထဲထဲမဝင်ခမ်းတာပေါ့တချို့ကြတော့ကိုကိုလို့လို့ရှင်တခါလေးသိပါလိမ့်မယ်ဒီຢာကအနေလေးရမ်းများတယ်ကျွန်တော်အသက်နဲ့ရင်းပြီးပြရတာတယ်တန်ချောင်းဆိုလို့ရှင်လေတကယ်ကိုခြုံမိနေတဲ့ဟာတွေတစ်ချက်လေးတာမှားသွားခဲ့လို့ရှင်ဘဝမှာသွားပြီအဲ့လိုမျိုးလေးပေါ့ရုပ်ရှင်ရိုက်တာလွဲတယ်ဖိုင်တင်ထိုးထိုးပြီးပတ်စံယူပြီးပြန်သွားလို့ရဒီຢာကအသက်နဲ့ရင်းပြီးပြရတာပါမှာ ကိုဘယ်ချိန်လောကကိုနော်ဒါအသက်ဘယ်ရွယ်လောက်မှစပြီးဒီပညာကိုသင်ခဲ့လို့သိယူခဲ့လဲပို့ကျွန်တော်ဘယ်ရွယ်လောက်မှလဲဆိုတော့ကျွန်တော်ဟိုအလောက်မှတွေကအဖေသင်ပေးတာအဲ10နှစ်17နှစ်မှတွေကအဖေကကလေးဘွားတွေမှလည်းအဖေကသင်သင်ပေးတာပေါ့အဲ့အချိန်မှာကျွန်တော်တို့သင်နေသင်ယူတယ်ဒါပေမဲ့ဟိုဟာအဲ15 16လောက်မှကျွန်တော်ပြိုင်ပွဲစရတာဟုတ်ကဲ့ဟုတ်ဒါအဲ့အချိန်မှာဒါဟို တိုင်းသိနေတဲ့အချိန်မှာဒီလိုမို့ခုနပြောတဲ့ဒီတန်ဒီကိုေးချတာတို့ဓာတ်တွေထောက်တာအဲ့ဒါတွေရောပါရပြီးသားလားဘယ်လိုလဲအဲ့အဲ့ဒါအတော့ကျွန်တော်အဲ့ရွယ်မှာမတင်ပေးသေးဘူးကျွန်တော်ဟိုဟာလောက်မှတင်ပေးတာကျွန်တော်ဟိုဟာလောက်မှအဲ20လောက်မှတင်ပေးတာ20လောက်မှအဖေးစီကအဲ့ဒါတွေရတာနောက်ကျတော့ကျိုးတုတ်ကျိုးဖြီတွေပေါ့အမားတို့ကြွားပူးမှာပါဒီလိုလက်ကိုကျိုးတုတ်တာတို့ကျွန်တော်ပတ်လိုက်ကျွန်တော်အုပ်လိုက်တယ်ပြီးသွားလို့ရှိရင်ကျိုးပြီပါကြီးသူ့အချိန်တည်းအဲ့လိုမျိုးလေးတွေပေါ့အကုန်တင်ပေးခဲ့တာဟုတ်အဖေးကအဲ့ဒါတွေတော့ကခုနကပြောလို့ကံကားပဲလုံအောင်လုပ်ခဲ့ ပေါ့နော်ဆုံးလုပ်ခဲ့ရတဲ့အရာတွေရောဒီဟာကိုလုပ်ချင်လို့ပေါ့နော်လာလူငယ်တဘာကအများကြီးပဲဆုံးလုပ်ခဲ့ရတယ်ရှိမှာအဲ့ဒါလေးလည်းဟိုနည်းနည်းလေးပြောဟုတ်ကဲ့အဲ့ဒါကဘာလဲဆိုကျွန်တော်တို့မှာဟိုသူများသားပြူမဖြစ်စီအစိမ့်နဲ့တော့မမအောင်အဲ့ဒါမလုပ်ရဘူးဟိုနောက်ကြတော့အိမ်အောင်ရှိတဲ့ဟာကိုရှောင်ရမယ်နောက်ကြတော့ကျွဲသားနှောသားမစားရဘူးနောက်ဝက်သားတော်မှာအက်ဟိုစားလို့ရတယ်ဒါပေမဲ့ဟိုပွဲရှိတဲ့ချိန်ကျရင်စားလို့မရဘူးအဲ့အဲ့ဒါလေးပဲပေါ့ကျန်တာကတော့အဲ့ဒါရှောင်ရတယ်ပုံသေးပုံသေးကျွန်တော်တို့ခန္ဓာကိုယ်တည်ဆုံးရတဲ့ဒီအဲ့ဒါရှောင်ရတယ်အဲ့ကိစ္စကို กว่าตาก็တော့ป่วยชี้ได้เฉยนี้ไปไม่ซ่าอ่ะဟုတ်ဒါဟိုကိုကိုရိုင်းဒီလိုကြားတဲ့ခံမျိုးမှာဒီစင်ပေါ်နဲ့ပေါ့နော်အဲ့လိုမျိုးလေးနည်းနည်းကတော့စားဖြစ်ခဲ့တဲ့အချိန်လေးတွေကိုရှိလာပြီရှိတာပေါ့ခင်ဗျာဘာလဲတော့တခါကျွန်တော်တို့ဟိုဟာပေါ့အဖြောင်းပွဲမှာကျွန်တော်တို့ဟိုဟာပြီးအဖြောင်းလေးအပတ်ချမ်းအောင်မို့ကျွန်တော်တို့သွားတော့အဲ့မှာဟိုရုံပွဲဆိုတော့လူတိုင်းလာကြည့်ကြတာလीလာကြည့်တော့အောက်လန်းဆရာမပါတာပါတော့နောက်ကျွန်တော်ကိုွေးတဲ့အချိန်မှာဘလို့မှကိုွေးလို့မရဘူးအဖေကိုမျိုးကိုလည်းပင့်ထားတယ်ပွဲတွေနဲ့ ဒီတန်ချောင်း၅ချောင်းကိုဘလို့မှကွေးလို့မရခါတိုင်းဆိုရင်ငါဘလို့ဖြစ်လို့ဖြစ်တာလဲငါကွေးလိုက်လို့ရှင်ဖယောင်းလို့ပဲပျော့ဆင်းသွားတာစိတ်ထဲမှာတွေးလာပေါ့ဘလို့မှကွေးလို့မရဘူးဆိုတော့ကြည့်လိုက်ဖေးရဲ့တောက်ကဲပါဦးတောက်ကဲပါဦးတောက်ဘလို့မှဥစ္စာကွေးလို့မရဘူးလူတွေချစ်ပါအချက်ကွေးတော့မယ်ပေါ့အဲ့လိုကတကယ်ဖြစ်ခဲ့တယ်မျက်ရည်ပါကျခဲ့တယ်ကိုယ်ပါနေစိတ်ထဲမှာအဲ့လိုပြီးလဲပြီးတော့ချိလိုက်တော့အမဟိုးနောက်မှာစပိန်ကြီးဒီလိုကြီးသူတို့ကဒီလိုဖားလိုက်ချရတယ်ဒီလိုကြီးမျက်နှာကိုမဖော်ဘူးအမဖေးရဲ့နည်းနည်းတားပြပါစေလို့အမဥစ္စာဖြစ်လိုက်တာအဲ့ချိန်မှာပြောပြီးတော့ဖေးရဲ့တောက်ကူညီပါတောက်ကဲပါ ငါသာအဲ့မှာဆောင်းလျှောက်တဲ့အချိန်မှာအဖေကဘာလုပ်လိုက်လဲဆိုတော့အဲ့မှာသူ့ကိုရှင်းထုတ်ပလိုက်တာအဲ့မှာသူလုံးဝပြတ်သွားတာပြတ်သွားတယ်ဆိုတော့သူကလည်းထွက်သွားမှာပွဲတယ်ကနေကျွန်တော်မသိလိုက်ဘူးအဲ့ချိန်မှာလုံးဝကိုအောက်ထုတ်ရအောင်ရမန်းနဲ့ဘာဖြစ်တာလဲတဲ့ဒီကျွန်တော်တို့ရဲ့ဆက်ဆရာမိမပေါ့ခေါ်လေမအမအမလို့ဒီလိုဒီကြောင်းမယ်လို့ဆိုဟာကံကောင်းလို့ပေါ့ဟာတဲ့နောက်မပြပါနဲ့လားအမကျွန်တော်ပြောပြီးကျွန်တော်အမှုပညာကိုချစ်လို့ကျွန်တော်ဝင်လာတာကျွန်တော်ပရိသတ်တွေကိုပြနေနေတင်းတေးသွားပါစေတကယ်တော့ဒါမှကျွန်တော်စူးစမ်းပန်းစားပွဲတွေမှာအများနဲ့ကျွန်တော် တော်တော်ကြီးဟိုဥစားဖြစ်တယ်အသက်နဲ့ရင်ပြီးပြခဲ့တာအဲ့မှာကျွန်တော်ဖျောင်းလို့ပဲပျော်ပြီးဆင်းသွားတာအဲ့ငါးချောင်းကတကယ်ကျွန်တော်မှအဲ့မှာအဖြောင်ပွဲမှာကျွန်တော်ခံစားလိုက်ရတာဟုတ်ဒီအကြော်လေးဟိုဟိုဒါမသိလို့မရဘူးနော်ဟိုပညာလို့လည်းပြောလို့ရမှာဒါမှမဟုတ်လို့ရှိရင်ခုနကပြောလို့ဒါအပအဖေကိုမျိုးရှင်တော့အဲ့လိုမျိုးကြီးဆိုလေဘယ်လိုမျိုးပြောလို့ရလဲအခုဒီခုကိုဒီလိုလုပ်ပြရတဲ့အရာတွေဩကျွန်တော်ပွဲပြရတယ်ခင်ဗျကျွန်တော်တို့အခုဗလိုင်းဆင်ပေါ်မှာအခုတက်ပြီးတော့ဟိုတွားလှုပ်လို့မရအောင်ကျွန်တော်တို့မှာ အဘာကိုကတဲ့ဟိုရှန်တီလုံးလေးနဲ့တချင်းလေးနဲ့ပေါ့အဘာကိုပူဇော်တဲ့တချင်းလေးနဲ့အဲ့ဒါလေးနဲ့ပူဇော်ရတယ်။နောက်ဒီအဘာကိုပင့်တဲ့တချင်းနဲ့ကျွန်တော်ဒီတန်ချောင်းလေးကိုွေးရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟိုကီးဘုတ်တွေလိုမျိုးဟာတချင်းဆိုလိုမျိုးကီးဘုတ်တွေကိုနှိပ်ပြီးတော့သွားလုပ်လို့မရဘူး။မလေးစားရကြတယ်ပေါ့ကျွန်တော်ကနီးစနစ်နဲ့အမှန်လေးသွားတာရှာမောင်းမီဆိုလဲဆင်ပေါ်မှာရှာမောင်းမီလေးနဲ့တက်တက်ရရက်လေးပါဝင်တဲ့လူ၅ယောက်ရှင်၅ယောက်ပေါ့အဲ့လိုတက်တက်ရရက်လေးအဲ့လိုလေးနဲ့ကျွန်တော်သွားတာပေါ့ဘာဖြစ်လို့မယုံကြည်လို့မရဘူးလေဒီဟာကကျွန်တော်ကလည်းယုံကြည်လို့သူတို့ကလည်းယုံကြည်ရမယ် ဒါမှမဟုတ်ပရိသတ်တွေဆိုလို့ရှိရင်လေပထမကျွန်တော်အထင်သေးတဲ့လူတွေအားဒီကောင်ရုပ်ရှင်တွေကလူကျောက်အပူတွေလောက်တာပါဗျာကျွန်တော်တို့ကထိုင်ကြတော့ပါတယ်ကျွန်တော်တောင်းပန်ပါတယ်တဲ့ကျွန်တော်တို့မလုံနိုင်ပါဘူးတဲ့သူတို့ကိုယ်တို့သူတိုင်းဒီတန်ကောင်းငါးကျောက်ဗျာဒီလက်တန်းလောက်ရှိတယ်တလုံးတလုံးအဲ့ဒါကိုငါးကျောက်ဒီလောက်လောက်ဖြစ်သွားတယ်အဲ့လောက်အလုံးကိုကိုွေးဖို့ဆိုတော့သူတို့ပြန်ဖြောက်တာဘယ်လို့မှမရဘူးဒါမှမဟုတ်ကျွန်တော်လေးစဉ်းစားတယ်ဟာငါငါ့ဘာနေဘယ်လိုဖြစ်တာလဲဒီယာကြီးကိုဘယ်လိုဖြစ်လို့ကိုွေးသွားတာလဲကျွန်တော်လေးစဉ်းစားတယ်အော်ငါ့ကိုအဘဆောင်းရှောက်နေတာပဲအဲ့ကျွန်တော်အဲ့ဒါပဲတွေးလိုက်တယ် ျွန်တော်ဖះရဲ့အပိုင်ဒါပဲရှိနေကျွန်တော်ပါအဲ့ဒါပဲအဖေကိုမျိုးငါ့ကိုစောင်းရှောက်နေတာပဲအဲ့အဲ့လေးလေးပေါ့အခုကိုယ်ရင်တော့မှလည်းဒါကိုလူတွေအဲ့ဟုတ်တယ်ပေါ့အဲ့အမေကနောက်ကျတော့အမရဲ့ပလင်းခွေးတွေပုံမှာကျွန်တော်ဒီလိုခွဲပြီးတော့ပလင်းခွေးတွေပြန်ချဲလိုက်တာအဲ့ပုံမှာကျွန်တော်ကြောတွေနဲ့ဒီလိုဖိတာအောက်ကဟိုသုံးသားပြားဆိုတော့လေဒီလိုကြွတ်ကြွတ်တက်တာကျွန်တော်တို့ဇမင်းသားကတော့သူကတော့ထိန်းပြီးလောက်တာပေါ့လောက်တော့လောက်တယ်ထိန်းတယ်အဲ့လောက်တော့ဟိုဆေးခံနေမရှိဘူးပေါ့ကျွန်တော်ကျတော့မန်ပါလာရဲ့ခနာကိုကြီးကိုရိုက်တာအပေါ်ကတန်နေခမ်းတာ ဒါပေမဲ့ကျွန်တော်လုံးဝမကောက်ဘူးအဲ့အထဲတော့ဝင်မသွားဘူးအဲ့ဒါတော်တော်ထူးဆန်းတာကျွန်တော်အဲ့ဒါလေးတော့ထူးဆန်းနေဟုတ်ကိုကိုတော်ကိုထူးဆန်းခဲ့ရအောင်အဲ့တော်တော်တော်ထူးဆန်းခဲ့တယ်ပါအဲ့ဒါမလို့လေကတော့ခံနေစိတ်ကိုကိုပီတိဝမ်းသာတာပေါ့ပရိသတ်ကသူတို့မယုံလို့သူတို့ဆော်ကားခဲ့တယ်လေပြီးတော့သူတို့ကိုယ်တိုင်သူတို့ဆင်အောက်လာပြီးတော့ဒါထိုင်ကတော့ပါလားသူတို့မချုပ်ဘူးလေအဲ့လိုမျိုးလေဟုတ်ဟုတ်ကဲ့ပါဘူးဒါကိုကိုရအသက်နဲ့ရင်းခဲ့တဲ့ဒီအလုပ်ကိုဟောကပြောမယ်ကိုလုံးနေရလို့ကပြောအသက်နဲ့ရင်းခဲ့ဟုတ်ကဲ့ဟုတ်အဲ့တော့ အခုအတွက်ထိုက်တန်တဲ့ဒီစုကြီးလို့ပြောမှာဘယ်လိုပြောမှာလဲလူပညာကြီးလို့ပြောမှာဟုတ်ကဲ့အဲ့ဒါအဲ့ဒါတော့မှရယ်ကျွန်တော်ပြောလေးပြောစင်ဒါပေမဲ့ပြောပြောပြောတော့ပြောပြပါမယ်ဇက်ဇမင်းသားတွေဆိုတာကသူတို့သူတို့ပြောတယ်လीငါကားတဲ့မျက်ချင်လုံးကဇက်ထောင်တာတဲ့ဒါကတော့ကျွန်တော်ပြောရေးပါတယ်ဒါကတော့ तू ပြောခဲ့တဲ့စကားဆိုတော့မျက်ချင်လို့ငါဇက်ထောင်တာတဲ့ငါလို့ဇက်ထောင်နိုင်ရင် ကျိုးစားပေါ့တဲ့အဲ့လိုတော့ကျွန်တော်ဆက်ဆရာတို့ပြောတာပေါ့ဒါပေမဲ့ကျွန်တော်ကဘာမှဖြစ်ပါဘူးကျွန်တော်ပြိတ္တတွေနဲ့ဖြည့်တွေ့နေရရင်ကျင့်တတ်တာအမှုပညာကြီးကတော့ထိုက်ထိုက်တန်တန်မရဘူးမှန်တိုင်းပြောတာဒါလည်းသူထွက်လာရင်သူကြည့်နေမှာပဲဒါပေမဲ့ကျွန်တော်ပုံမလင်းလင်းပြောတာပါသူပြီးတာတော့နေတယ်ဒါပေမဲ့ကျွန်တော်ကပြိတ္တတွေကိုချစ်နေရရင်ကျင့်တတ်ပြီလက်ခုတ်တန်တစ်ချက်ကအားစီးတစ်ခွက်ပဲဟုတ်အဲ့ဒါလေးပါပဲတော့ကိုကိုရောကိုဒါပြောမှမဖြစ်ဘူးကိုရဲ့ပညာကြီးကဟိုလူကလူပဲဖြစ်ဖြစ်ပေါ်နေစိတ်ဝင်စားနေပြီပြန်မှဆိုလေကိုကကိုကအဲ့လိုမျိုးလေး တက်တက်လေးအဲ့လိုမျိုးပေါ့နော်ကိုယ်ပညာလေးကိုပြမယ်ဆိုရဲအဲ့လိုမျိုးအရာလေးနဲ့ဇက်ထောင်မှုဇက်ထောင်မှုလို့မပြောနိုင်ဘူးပေါ့နော်အဲ့လိုလေးတက်တက်လေးလုပ်ဖို့ပေါ့ကိုတွေးမိတာရှိစိတ်ကူးမိတာရှိအဲကျွန်တော်အဲ့လိုတော့မတွေးမိဘူးဗျမတွေးမိဆိုတာဘာလဲဆိုတော့ကျွန်တော်ကဒီဇက်ပွဲတွေပါရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ကအမှန်တမ်းပြောတာတချင်းတွေပါမဆိုတတ်ဘူးလေကျွန်တော်အခုပြောတယ်အခုကျွန်တော်ကပြဆက်တို့ဘာတို့ကျွန်တော်မှိန်တို့တန်ချောင်းတို့ဓာတ်တို့ပလင်းခွဲတို့ကျွန်တော်နိုင်တာအဲ့ဒါပဲလုပ်ပေးမယ်လို့အဲ့ဒါကလည်းကျွန်တော်တယောက်ပဲလုပ်ရတာကျွန်တော်ရဲ့ အဲပလင်ခွေဝါစားတာဆိုကိုငှက်ကြီးကျွန်တော်သင်ပေးရတာပေါ့ကိုငှက်ကြီးရဲ့ဒီဇမင်းသားဆိုဒီပလင်ခွေဒီပုံမှာ तू ဖော်ရှော့ပေါ့ item ပေါ့ तू ကကျွန်တော်သင်ပေးတာအဲ့ဒါလေးပဲလို့တော့ကျွန်တော်ကြတော့အစ်စ်တွေဆွဲတာပေါ့ခိုင်ကြလို့ရှိရင်သူဒီပါ तू ထွက်တာဒီပဲမြင်သွားလို့ရှိရင်ကျွန်တော်သွားမှန်းပေးလိုက်တယ်ဆွဲချပေးလိုက်အဲ့ဒါဆို तू ကဲမူလနေရပြန်စေရဆိုလို့ကျွန်တော်လည်းသူပြန်ကောင်းသွားပြီမန်နေဂျာလေးဒါရတော့မှမကြံခဲ့ဘူးအဲ့လိုမျိုးလေးတွေပေါ့အဲ့ဒါရှိတယ်ဟုတ်ဒါပေမဲ့ထောင်မှုတော့ကျွန်တော်စိတ်ကူးမရှိပါဘူး အဲ့လိုမျိုးသူများပွဲလေးတွေကိုဇန်ခါလို့ရှိရင်ကျွန်တော်အဲ့လိုဒီကိုအထုပ်လေးကိုဆွဲပြီးတော့သွားနေရတာပျော်နေတာကျဉ်တတ်နေတာဟုတ်ကိုပညာလေးတော့ဟိုကျွန်တော်ချက်မှုလေးရောအဲ့လိုမျိုးဟာပေးချင်တာဘောရှိတယ်ကျွန်တော်မှအခုတပည့်တွေဆိုလို့ရှိရင်တော်တော်များရှိပါတယ်ကျွန်တော်ဆီအခုတင်ယူနေတယ်အခုဆိုလို့ရှိရင်၄၅ယောက်လောက်ပေါ့ဒီဇက်ပွဲထဲမှာလည်းအခုသူတို့ဖိုက်တင်းနေပါတင်ပေးတာလေလူချမ်းထိုးချင်လို့ဆိုလို့ဝါသနာပါလို့လေဟုတ်ကဲ့ဒါကိုရခုနပြောလို့သူတို့တန်အကွေးဝအောင်ဓာတ်တွေပါလို့ပို့ရအဲ့လိုပညာကြတော့ တင်မေးဖို့ကလွယ်မလားဘာမှမဟုတ်ဘူးအများကြီးလည်းသူတို့ကလည်းဟုတ်အဲ့ဒါကြတော့ကျွန်တော်ကသူတို့ကိုတိုင်းမဲ့တင်ပေးတာဗျဘာဖြစ်လို့လဲဆိုတော့အဲ့လောက်ကြီးကိုသူတို့ပန်းလို့မရသေးဘူးဘာဖြစ်လို့လဲဆိုတော့ဒါကတော်တော်ကြီးကိုတီလာထိန်းနိုင်မှာဘာဖြစ်လို့လဲကျွန်တော်တို့ကဩရဲမှဘယ်တော့မှတီလာထိန်းနိုင်လို့လဲလို့ပြောလာခဲ့လို့ရှိရင်ကျွန်တော်ပြောလို့ရပါတယ်ကျွန်တော်ယနေ့ချိန်ကြီးရုပ်ရှင်တော်ကမှနာမည်ပြမရှိဘူးသိဗိမာနဲ့ပတ်သက်တကယ်မှပြောတာကျွန်တော်အဓိကကျွန်တော်ပြောတော့ကျွန်တော်သမီးလေးရယ်ကျွန်တော်အမျိုးသမီးရယ်အဲ့ဒါကျွန်တော်ရဲ့ဘဝလက်တဲဖော်လေးပေါ့ဟုတ် ဒါသမီးတွေအမျိုးသမီးရောဒီလိုလေးတွေလို့အဲ့လိုမျိုးသူတို့စိုးရင်စိတ်တွေအဲ့လိုပြောထားရောရှိဟုတ်ကဲ့ပြောခဲ့ပါတယ်သူတို့တခါအမေပေါ့အမေရင်ကြည့်ခဲ့တာကျွန်တော်ဒီလေချောင်းကိုတန်ချောင်းကြီးကိုကိုွေးတော့ဓာတ်တွေပဲလှီးပြတော့တစ်တော့ပေါ့ပောက်သွားတာပောက်သွားတော့ကြကြပိုက်အဲ့ဒါကတော့ဒီဘေးရလူတွေလာပြောတာဟာရဲရဲမန်အားရဲပြဆဲဟိုဟာဆင်ပေါ်မှာရဲအဲတန်ချောင်းကြီးကိုဓာတ်တွေလှီးပြတာအရန်ကောင်းတာပဲပါညာဆိုတော့အမေကတိုင်းတဲ့ဘာဖြစ်လို့လုပ်တာနင့်ဟိုတော့မှာရဲငွေတော့မသိအောင်ဒီလောက်ထိကုလာခဲ့အကြီးလာတော့မှာငါလည်း နေရတယ်ငါပြောစကားအောင်နားမထောင်ဘာအမေကတော့ပြောပါတယ်ဒါပေမဲ့ကျွန်တော်အမေကိုဟိုဖြစ်လို့တော့မဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်အနုပညာယူချစ်လို့ပေါ့ပရိသတ်တွေကလက်ခုပ်တီးတာတို့အားပေးတာတွေဆိုကျွန်တော်ရမ်းပြောနေတာအာဟိုကားတွေကအကိုကြီးဆိုလို့ရှိရင်ဓာတ်ပုံတွေလာရိုက်အဲ့လိုမျိုးဇမင်းသားတော်အောင်မရိုက်ခံအောင်အမှန်တိုင်းပြောတာကျွန်တော်ကရိုက်ခံနေရတော့ကိုအရမ်းပြောတာပေါ့အဲ့ဒါလေးတွေနဲ့နဲ့ကျွန်တော်အားတင်းနေရပေါ့ခါကြမိမပြောတယ်နင်းနဲ့ဟိုဒီတန်းကျောင်းကြီးမကွေးပါနဲ့လားယောက်ျားရဲ့ငါအဲ့လိုတော့မရှာကြည့်ပါနဲ့ မိမမျက်ရည်ကျခဲ့တယ်။အာထားပါလို့အမေတော့မှငေါ့ပြောဒါပေမဲ့မလုပ်ပါနဲ့လို့မတားပါနဲ့လို့ငါပရိသတ်တွေနဲ့လို့ငါအဲ့လိုချီးတွေးနေရင်ငါပျော်နေပြီလို့အဲ့ဒါတော့တောင်းပါတယ်ငါ့ကိုကျန်တာတော့မင်းပြောချင်မဒီကိစ္စလေးကိုတော့ငါ့ကိုမပြောပါနဲ့လို့တကယ်အမှုပညာကျွန်တော်ရမ်းချစ်တာရုပ်ရှင်လည်းချစ်တယ်အဲ့ဒါကိုလည်းချစ်တယ်ပရိသတ်တွေနဲ့ချီးတွေးနေရတော့လေဟုတ်ဒီညီမတို့ကွန်မီဒီယာမှာဟိုတန်ကြောင်မှုတွေပါလို့ကိုးပြလို့ရတာပေါ့။အော်၊ကြားချင်တာပေါ့။ပါလာတယ်ပါလာတယ်။ဟုတ်လား။ပါလာတယ်ဟုတ်။ဟုတ်ကဲ့ကဲ့ဟုတ်။ ဟုတ်ပြမှာဗောကျွန်တော်ပြခြင်းနေတာမလေးပြခြင်းနေတာဒီမှာတန်ကြောင်းနေတာဒီမှာမဒီမှာချုံကြီးတာပဲဟုတ်ဒီမှာလေးမှာဒီတန်ကြောင်းနေဒီမှာအလုံးကြီးဟုတ်ဟုတ်ကဲ့အချက်ကြည့်ပါမဒီမှာဒါဆိုလို့ရှိရင်ဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်တို့ဟုတ်ကင်လို့ရပါတယ်ခင်ဗျာကဲဒီမှာလေးဆိုတော့ဒီမှာလေးတိတ်မှုတော့မဟုတ်ကျုပ်ကျောက်ရတယ်ဒီမှာလေးအေးဒါတွေချုံမိတာပဲဒါတွေကိုလဲစီးထောက်ပြီးတော့ခွေးပြပါဒါဆိုလို့ရှိရင် ကတော့မျက်လုံးလေးပါဒီကျွန်တော်ကိုးတယ်ဒီတစ်ချောင်းကတော့ဩမျက်လုံးလို့ဒီဒါဒါနဲ့ထောက်ပြီးတော့ပေါ့အဲ့လိုလေးအသက်နဲ့ရင်းရတာလေအဲ့လိုကြီးလေအဲ့ဒီမှာကတော့ကြက်သေးတယ်မှာအခုတချို့ကျတော့မယုံလို့လားလားဟာရအောင်ဘေးကြီးတွေဒါရုပ်ရှင်တွေကလို့လေဖော့ရှော့လောက်တာကဲအဲ့ဒါဆိုကိုးပါလို့အမကျွန်တော်လေးကြည့်ပါအောင်မဟုတ်ခဏလေးပဲဒီလိုလေးတိုင်းကြည့်ရအောင်တော်တော်လေးလေးဟုတ်ဒီလိုလိုလေးတိုင်းကြည့်ပြီးအောင်မလေးကျော်ပြမယ်ဒီလိုလိုလေးကျော်ပြမယ် ဲ့တော့ပြောမအောင်ပြောတော့နေဒီမှာငါးချောင်းနေတော့တော်လေးနေတယ်ဒါတော့ဒီလိုလေးဒီလိုလေးဖြည့်ကြည့်ပါမဟုတ်အဲ့တော့ဟုတ်နော်ဒီမှာကျွန်တော်ဆက်ရလည်းမရှိဘူးပြဒီမှာဒီမှာဟလာဒီမှာအော်ဒါမဲ့ဟိုတယောက်လောက်တော့ကူညီပေးလို့ရလားကျွန်တော်ဒီကလေးလုပ်ပေးဖို့ဟုတ်အမတစ်ချက်လောက်ပြောပေးပါဒီမှာလေးဒါလေးချိုးပေးဖို့တော့အာမရှိဘူးဟုတ်နည်းနည်းလေးဒါလေးနည်းနည်းလေးအရင်နေနေလေညမတော့ချိုးချင်နေပြီလို့ပါတော့ဟုတ်ကဲ့။တော့ဒီလိုချိုးပြစရာ။မိန်းကလေးအားနဲ့ချိုးရမရပါဘူး။ ဟုတ်ဆရာဟုတ်ဟုတ်ဆရာဟုတ်ဦးဖြူတော်သူဖြူဆရာဟုတ်အားထည့်ရမယ်ဟုတ်ကိုလည်းဟုတ်ဆရာအဲ့မဒီမလေးဆရာကျတော့ဒီမှာဦးဖြူလက်ရောင်းတော့ဒီမှာမလေးလက်ရောင်းရင်းမှာအဆက်မရှိနော်ဆရာဒီမှာအဆက်မရှိဒီမှာမဖြစ်ကြည့်ဖြစ်ကြည့်အဲ့ဒါကိုကျွန်တော်ဒီလေစီးနေဒီမှာလေလေစီးနေဒီလိုအထဲထဲဝင်ပြီးတော့ထောက်မှာဟုတ်ဆရာငါးချောင်းဟုတ်ငါးချောင်းလောက်ဆရာဟုတ်ဟုတ်ဟုတ်လေ ဒီတိုင်းတန်ချောင်းကြီးကိုလေးနေပြီအဲ့လိုမလို့ဟုတ်ကျွန်တော်ညီမတို့တစ်ချက်လောက်ကြီးကြီးလိုက်ပြီဟုတ်ကဲ့ပါဟုတ်ပါပြေးတယ်လို့ကြည့်ရအောင်လူချမ်းတေးဥဆောင်ဂျန်နိုင်ရဲ့အစွမ်းလေးအဲ YouTube တွေ Facebook တွေထဲမှာပဲကြည့်ရအောင်အခုအပြေပါလက်လက်တွေ့တွေ့မှာဟုတ်ကဲ့ဆရာဆရာဒါဆရာတွေ့တယ်နော်ဆရာဒါကျွန်တော်မလိမ့်ပါဘူးဆရာကြည့်ကြည့်ဘယ်နေရာအဆက်လဲမရှိနော်ဒါဟိုကလည်းမလောက်ထားအောင်နော်ဟုတ်တယ်မြင်လဲလဲမဟုတ်ဒါတကယ်ကိုကျွန်တော်တို့ပြမှာဟုတ်တစ်ချက်လောက်ရှင်းစားပြပါနော်ဟုတ်ကဲ့ပါဆရာ cái sai lầm rồi cái mà nó xỉa cái bạn mà cái mà nó ma chị mà cái bạn đó hả mà nó xỉa xếp tiền thông gì bảo giấy cái đó xếp tiền thông gì bảo chế mày ကောက်ထားတာကိုရွှေဖို့ပြန်ဖြောင်းမရအောင်ကျွေးလို့တော့မလို့အာဒါအဘောက်တိုင်တယ်ပြီးတော့ဒါချတာဟုတ်ဒီဘက်မရဒီဘက်ပြောင်းပါစရာအကြိုက်ရောဆက်ပြောစရာပြောင်းဟုတ်ဒါမို့လေကျွန်တော်လေးအရန်ပြောတာအဲ့လိုပြိဿတ်တွေလေးအရန်ဥစ္စာပြင်ဟိုဟာပေါ့ အဘကိုတီးလုံးလေးနဲ့ပဟိုဟိုဟာပင့်ဆောင်မယ်ဆိုလို့ရှိရင်အရန်လားတော့လို့ကောင်းတာအဲ့လိုပေါ့ဒါကြတော့ကျွန်တော်ဥဒါပြဒါ၅ချောင်းပဲရှိတယ်9ချောင်းတိဖောက်တယ်ဟုတ်တယ်ကောနော်ကျောင်းပါဘီ၅ကျောင်းလို့ဆိုရင်၅ကျောင်းလို့ဆိုရင်ဒါပြီးတော့ပါကြီးအဲ့ဒါလေးကလေကျွန်တော်မျက်စိလေးကိုပြချင်တယ်ဆရာပြခွင့်ရလားမသိဘူးအေးဒီမှာဆရာဒါလေးဒီမှာဆရာကြီးဒီတိုင်းကန်ကြီးဒါလေးဒါလေးဟာဒီမှာအဆက်မရှိဘူးဆရာကြီးကန်ကြီးဒါဆရာနော်မနေ့လောက်ကဒါတန်ကျောင်းအမကြီးတွေ ဟုတ်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 ဟိုဒီဘက်ကလုတ်ပါလားဒီဘက်ကအချုံမဟုတ်တာအချုံဘက်ကပဲလုတ်မှာဆရာဖြစ်ဖြစ်သွားပါစေပရိသတ်ကိုပြရင်လည်းအဲ့ဒါကိုသဘောကျလားဒီချာလေးပြချင်တာငါလုတ်လိုက်ရင်တော့ကွာလုတ်ပါတယ်ဆရာစိတ်ဒိန်းတော့စိတ်ဒိန်းတော့ငါလုတ်လိုက်ရင်တော့ငါပေါက်သွားတော့မှာပဲစိတ်ဒိန်းတော့ပါဆရာစိတ်ဒိန်းတော့ပါအဲ့ဒါလုတ်ပြမယ်နော်ဆရာအေးဟုတ် 马东马季，不要受不了，受不了！啊啊啊啊啊啊啊！啊啊！哎，啥？七啊，播，啥主嘿， ဟဲ့အဲဆက်ကြည့်ပါဦးဆရာမျက်လုံးမှာထောက်ပြီးတော့လုပ်တာမကြည့်တော့မကြည့်ရဘူးမကြည့်ပါတကယ်ကျွန်တော်ရုပ်ရှင်တွေအရလို့အိုက်တင်လောက်တာမဟုတ်တကယ်အစ်စ်တွေပါဒီမှာကျွန်တော်ကအမှုပညာရေဖွဲ့တဲ့အစီအစဉ်ကိုကရဲမှန်ရာအမှုပညာရေဖွဲ့တဲ့အစီအစဉ်ကိုလေငါလေးရုပ်ရှင်အတွေ့အကြုံလေးတွေရင်ခွင့်မှုဖိတ်လိုက်တာငါကြီးရဒါလေးဒါကြီးလုတ်ပြတာရင်ဖိတ်လိုက်တော့ကွာဒါတချို့ကကြည့်လိုက်ရတဲ့တော့ငါလည်းဝမ်းသာတယ် ာတောက်တောက်ခေါ်ပြီးတော့ဆရာကိုပို့တော့မှကျေးဇူးတင်သေးတယ်မှန်ပါတယ်ကျေးနပ်တယ်အမကြီးမနေ့ဖြောင်းကြည့်အဲ့တော့ပြန်ဖြောင်းဖို့ဆိုတော့ဘယ်တော့မှမလွယ်ဘူးတသားလေးနဲ့ပြန်ဖြောင်းအဲ့လိုရောက်မှဖြောင်းလာဒါကျွန်တော်ရဲ့ယုံကြည်ချက်လေးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်အနန္တနာငါးပါးကိုလည်းကျွန်တော်ယုံကြည်တယ်ဖះနဲ့အဖေကြီးဘိုးဘအောင်ဖေကြီးဘိုးမအောင်ဖေကြီးအမင်းအောင်ဖေကြီးကိုမျိုးအဲ့ဒါကိုယုံကြည်တယ်အခုဒီငါးချောင်းဆိုတဲ့ကမလွယ်ဘူးပါလေတဲ့တလို့လောက်ဒီမှာလေးပြန်ဖြောင်းဖို့တော့မလွယ်ဘူးဟုတ်ကဲ့တချောင်းတော့မလွယ်ဖြောင်းရတာ အာမလို့အလူပညာရင်ခွင်တိုင်စေသမားရင်ခွင်ကိုခေါ်လိုက်တာပြောစရာလေးအတွေ့အကြုံလေးပြောခေါ်လိုက်တာရပ်ပိုင်ရလက်တွေ့လာပြလက်လက်တွေ့လာပြတာအလူပညာရင်ခွင်မှာလက်လက်လက်တွေ့လာပြတာအပြောနေမဟုတ်လက်တွေ့နော်ဒါတွေရပါတယ်အာဒါတွေကဓာတ်တွေပါအာရှာဟာရှာမယ်နော်စရာငါကြည့်တော့အစ်စ်တွေဒီမှာလေးစရာအစ်စ်တွေဒီမှာအဲ့ဒါတွေပါပြအောင်ဓာတ်တွေပါပြမှာပြီးရင် ဟာဒါတွေကအနုပညာရေးဝန်ထမ်းကြရင်ပြတော့မှာအနုပညာရေးဝန်ထမ်းစီစဉ်မှာပြမှာအဲအနုပညာရေးဝန်ထမ်းစီစဉ်မှာပြမှာဒါတွေပြအောင်မှာဒါတွေပြအောင်မှာမဒါတွေကကီလိုတိုးပဲပြီးရဒါဒါတွေပါလေညနေပဲတက်ပြတာအနုပညာရေးဝန်ထမ်းဟိုပုံမှန်ပုံမှန်ဟိုဘဝစကြောင်းလေးပဲပြောအဲ့ပြသိနေလားဗျာပြသိနေလားအဲ့ပရိပရိတကအဲ့ဒါချစ်တာလေတိတော့မှာဆိုလဲကျွန်တော်အဲ့ဒါတွေပဲအားပေးတာဆရာအဲ့ဒါကိုကြည့်ပါဦးဆရာမကြား ကြိုက်တယ်လို့ဖြတ်ကြိုက်တယ်လို့အားနဲ့ဝင်တကယ်ဝင်တော့အာသူလည်းရိုက်ရိုက်ပြီးတော့ပြန်တော့ရတော့မမင်းအားတော့အေးအေးတော့မှပြန်တော့ရတော့ပါအဲ့ရှင်ကြတော့သူနဲ့လားအပြန်တော့ပါသူနဲ့သူနဲ့သူရဲ့ဒီတန်ကြောင်းအလုံးလေးရဲ့ဒီလိုအထဲထဲကိုကြွေးပြီးတော့ဒီလိုပြန်ဖြောင်းပိုက်ရမှာဒီမဲ့ဆိုလက်နဲ့လောက်တာမရလက်နဲ့ဘယ်လိုပဲဖြစ်ဖြစ်ကြိုက်တဲ့လူဘယ်လောက်ပဲတန်တယ်မရလေးစားတယ်လေးစားတယ်လေးစားတာကွာအားလေးစားတယ်အခုလိုအားပြီးတော့ကျေးဇူးတင်ပါတယ်ဟုတ်ပါတယ်ဟုတ်အမဟုတ်ပါပါရှင်ဟုတ်တော့ပြိတော့ကိုလည်းကို စကားလက်ဆောင်လေးပေါ့ဟုတ်ကဲ့ပါကျွန်တော်ကိုကျွန်တော်ရဲ့ TikTok အကောင့်လေးကိုနဂါမန်ဆွေကိုအားပေးနေတဲ့ကျွန်တော်ရဲ့ခမင်းရှင်နေတင်းစရာမြင်စရာတွေရဆဒီနေ့ကနေကြောပါတယ်ကျွန်တော်တို့ဒီအခုနုပညာရေဟောသမားထွက်လာရင်ကြီးမဲ့ကျွန်တော်တို့ရဲ့တိုင်းစရာတွေလည်းရှိပါတယ်သူတို့ကိုရှင်ပြိုင်ခြင်းမဟုတ်ပါဒါကျွန်တော်ချစ်သောခမင်းရှင်တွေကိုကျွန်တော်အသက်နဲ့ရင်းပြီးတော့ကျွန်တော်ရဲ့ဟာလေးကိုပြတာပါခင်ဗျာ င်္ဂလာပါကျေးဇူးတင်ပါတယ်ခင်ဗျ